အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်အောက်တိုဘာလ2ရက်နေ့ရဲ့ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီတော်လိုင်းညချမ်းပါလို့ပြည်သူပေါင်းနှုတ်ဆက်တာပါပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့ညခင်းမှာအင်မတန်အရေးကြီးတဲ့သတင်းတစ်ပုဒ်နဲ့အင်မတန်အရေးကြီးတဲ့ရုပ်သံဖိုင်တစ်ခုကိုတင်ဆက်ချင်ပါတယ်အဲ့တော့ဒီနှစ်ခုကအရေးကြီးတာဖြစ်တဲ့အတွက်တခြားသတင်းတူထွားတွေကိုကျွန်တော်ဒီညမှာမပြောပါတော့ဘူးအဲ့တော့ပထမဆုံးအရေးကြီးတဲ့သတင်းအကြောင်းအရာကတော့ကျွန်တော်နေမြေပိုင်မှာ စစ်နိုင်တယ်ဆိုတဲ့ဆိုရိုးစကားလိုမျိုးပဲနေမြပိုင်ဆိုင်ပြီးသွားရင်လည်းနိုင်ငံတကာကအတိမတ်ပြုကြဖို့အောက်ချိုရန်နေရာတွေကိုဖော်ဆောင်နိုင်ဖို့ဆိုတဲ့အကြောင်းအရာတွေကအင်တာမအရေးကြီးပါတယ်အဲ့တော့အခုပထမဆုံးအရေးကြီးတဲ့သတင်းတစ်ပုဒ်ကတော့ ULAA ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ရဲ့ ULAA ကိုတရားဝင်အုပ်ချုပ်ရေးအဖွဲ့ဖြစ်နေအတိမတ်ပြုပေးဖို့ကုလသမဂ္ဂနဲ့နိုင်ငံတကာတန်အမတ်တွေကိုအရက်ဖက်အဖွဲ့200နှစ်ဖွဲ့ကတောင်းဆိုလိုက်ပါတယ်အဲ့တော့သတင်းပြည်စုံကိုကျွန်တော်ဖတ်ပြတင်ဆက်ပေးခြင်းပါတယ် ရခိုင်မျိုးသားဖွဲ့ချုပ်အာရခတက်တော် ULAAA ကိုရခိုင်ပြည်အတွက်တရားဝင်အုပ်ချုပ်ရေးအာဏာပိုင်ဖြစ်တဲ့အတိမတ်ပြုပေးဖို့ပြည်တွင်းပြည်ပရခိုင်အမျိုးသားအရက်ဖွဲ့အဖွဲ့အစည်း202ဖွဲ့ကကုလသမဂ္ဂနဲ့နိုင်ငံခြားတန်အမတ်တွေထံကို2025စက်တင်ဘာလအတွင်းကအိတ်ဖွင့်ပေးစာပေးပို့ပြီးတော့တောင်းဆိုလိုက်တယ်လို့သိရပါတယ်။ ULAA ကိုတရားဝင်အုပ်ချုပ်ရေးအာဏာပိုင်ဖြစ်တဲ့တတ်မှတ်ပေးရမယ်အကြောင်းရင်းကိုအဲ့ဒီအရက်ဖွဲ့အဖွဲ့အစည်း202ဖွဲ့ကတဖွဲ့ဖြစ်တဲ့ Oregon American Community AAC ကဥက္ကဋ္ဌဦးစောဝေဇံကပြောပါတယ်လက်ရှိရခိုင်ပြည်တွင်းမှာ အများပြည်သူအတွက်အထူးအရေးပါတဲ့အုပ်ချုပ်မှုလုံခြုံရေးနိုင်ငံရေးနဲ့လူ့အဖွဲ့အစည်းဖွဲ့စည်းရေးတာဝန်တွေကို ULAA ကတည်ဆောင်ဖြည့်ရှင်းနေတာကြောင့်ဖြစ်ပါတယ်တက်မတော်အကြံဖက် SAC ရဲ့အုပ်ချုပ်မှုဟာမပြည့်စုံနိုင်တဲ့နေရာတွေစစ်ပွဲတွေဖြစ်နေတဲ့နေရာတွေမှာတက်တန်းအနည်းဆုံး 6နှစ်ထိ ULA အဖွဲ့ကမျိုးစုံသောအုပ်ချုပ်ရေးလုပ်ငန်းတွေဖြစ်တဲ့နယ်မြေအုပ်ချုပ်ရေးတရားမျှတရေးကျန်းမာရေးပညာရေးလူမှုဖွံ့ဖြိုးရေးစတဲ့တာဝန်တွေကိုထမ်းဆောင်နေတာကြောင့်ဖြစ်ပါတယ်အပြည်ပြည်ဆိုင်ရာအတိမတ်ပြုမှုကိုရရှိဖို့လိုအပ်လာတာဖြစ်ပါတယ်ဆိုပြီးတော့ပြောပါတယ်ခင်ဗျာအဲ့တော့ ULA ကိုတရားဝင်အာဏာပိုင်အဖွဲ့ဖြစ်တဲ့အတိမတ်ပြုဖို့လိုအပ်တဲ့အကြောင်းရင်းတွေကိုလည်းဥသောဝေဇံကဆက်ပြီးတော့ရှင်းပြထားပါတယ်အုပ်ချုပ်ရေးအာဏာလက်တွေ့ရှိနေတာနယ်မြေအများစုမှာလုံခြုံရေးတရားရေးစာဝတ်နေရေး အခြေခံဝန်ဆောင်မှုတွေကိုထိန်းချုပ်နိုင်နေတာပြည်သူအထောက်ပံ့ရရှိနေတာရခိုင်ပြည်သူတွေအနေနဲ့ဓာတ်ရိုက် ထောက်ခံမှုပေးနေတာအပြည်ပြည်ဆိုင်ရာကွာဟမှုဖြစ်ရှိရေးအတွက်တာဝန်ယူနိုင်သူတွေအဖြစ်နဲ့အတိအမှတ်ပြုဖို့လိုအပ်တာအကြံဖတ်ဖို့ဒီကြောင့်ဖြစ်ပေါ်နေတဲ့နေနမိတ်လုံခြုံရေးပြဿနာတွေကိုစနစ်တကျဖြေရှင်းနိုင်မှုဖြစ်ပါတယ်ဆိုပြီးသူကပြောပါတယ်အခုတောင်းဆိုချက်တွေကတော့ရခိုင်ပြည်တွင်းမှာအုပ်ချုပ်ရေးအာဏာကိုတရားဝင်အတိမတ်ပြုဖို့သာရည်ရွယ်တာဖြစ်ပြီး မြန်မာနိုင်ငံတနိုင်ငံလုံးအတွက်မဟုတ်ဘူးလို့အေစီဥက္ကဋ္ဌဦးစိုးဝေဆန်ကရှင်းပြပါတယ်အိတ်ဖွင့်ပေးတာတွေကိုတော့ကုလသမဂ္ဂမြန်မာနယ်မြေဆိုင်ရာအဖွဲ့အစည်းတွေ UNDP UNOCHR UNHCR UNICEF WFP စတဲ့တောင်အာရှဒေသမှာရှိတဲ့နိုင်ငံတန်အမတ်တွေ American EU နဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေတန်မတ်တွေထံကိုပေးပို့ထားကြောင်းလဲသိရပါတယ်ဆက်လက်ပြီးတော့ EU delegation to Myanmar Embassy of the United States, Embassy of Japan, Embassy of Canada, Embassy of Australia စသည်တို့ကိုလည်းပြင်ပို့ထားတယ်လို့သိရပါတယ်။ရွေချက်ကတော့သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ULAA ကိုစစ်အဖွဲ့ဖြစ်တာမကတာဝန်ရှိတဲ့အုပ်ချုပ်ရေးအဖွဲ့ဖြစ်အတိမတ်ပြုပေးဖို့ဖိအားပေးတာဖြစ်ပါတယ်လို့ AC ရဲ့ဥက္ကဋ္ဌဦးစောဝေဆန်ကရှင်းပြပါရတယ်။ဒါပြင်ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသမှာအာဆာ ISO အဖွဲ့တွေကြောင့် ဖြစ်ပေါ်နေတဲ့နယ်နိမိတ်အန္တရာယ်တွေအကြမ်းဖက်မှုနဲ့ဒေသခံပြည်သူတွေလုံခြုံရေးအရာစိုးရိမ်နေရတဲ့အပေါ်ဖြည့်ရှင်းဆောင်ရွက်ပေးဖို့ကိုလည်းကုလသမဂ္ဂဖွဲ့စည်းတွေနဲ့နိုင်ငံတကာအသံမတ်တွေကိုအိတ်ဖွင့်ပေးစာမှာတောင်းဆိုထားတယ်လို့သိရပါတယ်။ Water Argan Organization WAO အဖွဲ့ကတည်ရမှုဦးသိန်းထွန်းဆန်က RSO နဲ့အာဆာတို့ရဲ့လှုပ်ရှားမှုတွေကြောင့်နယ်နိမိတ်ဒေသမှာလုံခြုံရေးအန္တရာယ်တွေတိုးလာတာဘင်္ဂလားဒေ့ရှ်ဘက်ကစစ်တပ်နဲ့ရာယူသူတွေဝင်ရောက်လာတာ ဒေသခံလူထုပေါ်ကြမ်းဖက်မှုတွေဖြစ်ပေါ်နေတာစတာတွေကြောင့်တည်ငြိမ်ရေးပေါ်မှာထိခိုက်မှုတွေဖြစ်ပေါ်နေပါတယ်။ဒါကြောင့်အပြည်ဆိုင်ရာဖွဲ့စည်းတွေနိုင်ငံတကာလုံခြုံရေးဖွဲ့တွေအနေနဲ့ဒီအကြမ်းဖက်တွေကိုတားဆီးပေးဖို့စစ်ဆေးပေးဖို့နဲ့ပံ့ပိုးမှုမပေးကြဖို့တောင်းဆိုပါတယ်။နယ်နိမိတ်ဒေသတွင်းလုံခြုံရေးနဲ့ငြိမ်းချမ်းရေးအတွက် ULAA နဲ့ပူးပေါင်းပြီးတော့လှုပ်လှုပ်ဖို့အတိမတ်ပြုဖို့လည်းတောင်းဆိုပါတယ်ဆိုပြီးလည်းပြောပါတယ်ခင်ဗျာလက်ရှိရခိုင်မြို့သားဖွဲ့ချုပ်အာရခတက်တော် ULAA ဟာ ရခိုင်ပြည်တွင်းမှာနေပြည်တော်အများစုကိုပိုင်ဆိုင်ထားပြီးတော့အုပ်ချုပ်ရေးအာဏာ administrative power တရားရေးစနစ်လုံခြုံရေးအဖွဲ့တွေကျန်းမာရေးပညာရေးလူမှုရေးဖွံ့ဖြိုးရေးစတဲ့စနစ်တွေကိုလက်တွေ့အကောင့်နဲ့ဖော်ထားတဲ့အဖွဲ့ဖြစ်တဲ့အရေးပါနေကြောင်းအရက်ဖွဲ့ဖွဲ့စည်းတွေကပြောဆိုထားပါတယ်ရခိုင်ပြည်နယ်မြို့နယ်18ခုရှိတဲ့အထက်က14မြို့နယ်ကိုအပြတ်သတ်သိမ်းပိုက်ထားပြီးစစ်တေကြောက်ဖြူနဲ့မန်အောင်မြို့ပေါ်ကအာနာသိန်းစစ်ရှုံးကောင်စီကထိန်းချုပ်ထားနိုင်တာဖြစ်ပြီး စစ်တွေကြောက်ဖြူတို့မှလည်း AA ရဲ့စီးရေးဖီအားကိုစရှုံးကောင်တီကရင်ဆိုင်နေရပါတယ်။အမ်မြေပုံမင်းပြမြောက်ဦးကြောက်တော်ပုန်နေကျွန်းရသေးတော်ဘူးသီးတော်မောင်တော်ပေါတော်ကွာတောင်ကုတ်တန်တွဲရံပြဲစတဲ့အနေမျိုးတွေဟာရွယ်လီ AA ရဲ့လက်အောက်အုပ်ချုပ်မှုမှာရှိနေပါတယ်။ဒေသများစုကလည်းရွယ်လီ AA ရဲ့အုပ်ချုပ်မှုကိုတိုက်ရိုက်ခံယူနေပြီးယုံကြည်မှုရရှိထားတာဖြစ်ပါတယ်။ဒါကြောင့်အပြည်ဆိုင်ရာအဖွဲ့တွေအနေနဲ့တာဝန်ရှိသူအဖြစ်အတိမတ်ပြုဖို့လိုအပ်နေပါတယ်ဆိုပြီး WAO အဖွဲ့ကတင်ပြမှု ဦးသိန်းထွန်းစံကတောင်းဆိုထားပါတယ်။အာနာသိန်းစစ်ရှုံးကောင်တီဟာ2021ဖေဖော်ဝါရီလအတွင်းမှာအာနာသိန်းမှု ပြုလုပ်ပြီးကတည်းကပြည်သူတွေရဲ့သဘောတူညီချက်မရှိတော့ကြောင်းအုတ်ချုံမှုနယ်မြေတွေမှာလည်းလက်တွေ့အာနာမတီးမြဲတော့ကြောင်းနဲ့ရခိုင်ကချင်ချင်းကရင်စတဲ့နယ်မြေတွေမှာအာနာထိန်းချုပ်မှုမရှိတော့ကြောင်းအရက်ဖက်ဖွဲ့စည်းတွေကပြောဆိုထားပါတယ်။နယ်မြေလိုက်တရားဝင်မှုဟာအလွန်နှေးပါသွားပြီးတော့ဒေသခံအနေနဲ့ မယုံကြည်တော့တဲ့အခြေအနေဖြစ်ပါတယ်ဒါပြင်စစ်တပ်ရဲ့စီရေးအကြမ်းဖက်မှုတွေအရက်သားပေါ်လူခွင့်ရေးချိုးဖောက်မှုတွေကြောင့်နိုင်ငံရေးတရားဝင်မှုအဆုံးသတ်တယ်လို့ဖြစ်နေပါတယ်ဆိုပြီးအေစီဥက္ကဋ္ဌဦးစောတေဇန်ကပြောဆိုပါတယ်နိုင်ငံပြင်ပအစ်စ်မှာလည်းအပြည်ပြည်ဆိုင်ရာဖွဲ့စည်းတွေဖြစ်တဲ့ UN EU US ASEAN ဖွဲ့ဝင်ချုပ်ကအာဏာသိမ်းစစ်ရှုံးကောင်စီကိုတရားဝင်ဆိုရာဖြစ်နေအတိမတ်မပြုတ်ဘူးလို့ပြောဆိုပါတယ်အပြည်ဆိုင်ရာအစ်စ်မှာတရားဝင်မှုမရှိတော့သလိုအကြမ်းဖက်တပ်ဖွဲ့အဖြစ်သတ်မှတ်ထားတာ လက်နက်အင်အားပေါ်အခြေခံထားတဲ့အာဏာပစ်ဒဏ်နဲ့အာဏာရှိရင်းဟာတရားဝင်မှုမဟုတ်ကြောင်းလည်းပြောပါတယ်အဲ့တော့ရခိုင်ပြည်အတွက် ULA ရဲ့တရားဝင်မှုကတော့ရခိုင်ပြည်နယ်အများစုမှာလက်ရှိအာဏာရှိနေတာ de facto authority အချုပ်ရေးအဖွဲ့တွေ administrative office တွေရှိတာ တရားရေးတွေကျန်းမာရေးတွေပညာရေးတွေလူမှုဖွံ့ဖြိုးရေးတွေစာဝတ်နေရေးစီစဉ်တွေအမှန်တကယ်အကောင့်တွေဖော်လျက်ရှိနေတယ်လို့လည်းပြောဆိုထားပါတယ်ပြည်သူယုံကြည်မှုမှာဒီဒေသခံပြည်သူအများစုက ULAA ကို တက်တန်းတူးလို့တောင် အစိုးရအဖြစ်လက်ခံထားတဲ့အဖွဲ့အစည်းနဲ့ယုံကြည်နေကြတယ်လို့သိရပါတယ်။အကြမ်းမဖက်တဲ့အုပ်ချုပ်မှုတရားမျှတမှုရေးလုပ်ငန်းတွေဒေသခံထောက်ခံမှုတွေကြောင့်တရားဝင်မှုအမြင့်ဆုံးဆင့်ကိုရရှိနေကြောင်းလည်းအရက်ဖက်ဖွဲ့စည်းတွေကပြောပါတယ်။နိုင်ငံအပြင်အဆင့် International Legitimacy မှာလည်း ULAA ဟာကနဦးအနေနဲ့တရားဝင်တိမတ်မပြုတ်ရသေးပေမဲ့နေမြေတွင်းမှာလက်တွေ့အုပ်ချုပ်ရေးအာဏာရှိနေတဲ့အတွက် Defector Administrative Authority အဖြစ်နဲ့ သူတေသနာအစင်လာတွေမှာအသုံးပြုလာကြကြောင်းပြောပါတယ်။အပြည်ဆိုင်ရာဖွဲ့စည်းတွေ UNO ဆေးရှေ WFP INGO တွေကရွယ်လင်းအေးအေးထိန်းချုပ်နေတဲ့ဒေသတွေအတွင်းမှာလူမှုကူညီမှုလှုပ်ဆောင်ရမှာလဲဓာတ်ရိုက်ပူးပေါင်းပေးနေကြောင်းအိတ်ဖွင့်ပေးစာမှာဖော်ပြထားပါတယ်။ရခိုင်ပြည်တွင်းမှာရွယ်လင်းအေးအေးနဲ့စစ်ရှုံးကောင်စီတို့ကြားတရားဝင်မှုနဲ့ပတ်သက်ပြီးတော့နှိုင်းယှဉ်ရင်စစ်ရှုံးကောင်စီကိုပြည်သူမယုံကြည်ပဲ ULAAA ကိုပြည်သူကယုံကြည်ကြကြောင်းအရက်ဖက်ဖွဲ့စည်းတွေကပြောဆိုထားပါတယ်ခင်ဗျာ။ နောက်ထပ်ရေးကြီးတဲ့ရုပ်သံဖိုင်တစ်ခုကိုဖွင့်ပြကြပါမယ်။ဒီရုပ်သံဖိုင်ကတော့အကြမ်းဖက်စစ်ရှုံးကောင်စီရဲ့မြေမြုပ်မိုင်းတံကြောင်ကိုလက်အင်ကထိခိုက်ဒဏ်ရာရသွားတဲ့ရဲဘော်တဦးရဲ့တိုက်ပွဲတွေ့ကြုံပါ။အဲလိုအကောင်းတိုင်းရှိနေတဲ့ကျွန်တော်တို့ခြေရည်လက်တွေကိုပြန်ဆန့်ကြည့်ပါ။ဒါမှမဟုတ်လိုအပ်တဲ့ပိဆက်ရမယ်ဆိုရင်အစင်းသင့်ရှိပြီးတော့ပိဆက်ခဲ့ကြတဲ့ရဲဘော်တွေရဲ့ခန်းစားချက်တွေသူတို့ရဲ့ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေပြီးတော့တိုင်းပြည်ကိုဘယ်လိုမျိုးဖြစ်စေခြင်းနဲ့ဆိုတဲ့စံနာတွေ အဲ့တော့ဒီကြောင်းရာတွေအားလုံးကိုကျွန်တော်တို့ဓလေးတစားနဲ့ရဲဘော်ပြောပြတဲ့အတိုင်းနားဆင်ကြည့်အောင်ပါတို့တူကြည့်တဲ့ ASF ပထမသူတို့ရန်သူနာကိုချင်းခဲ့တဲ့ချိန်တော့ကြောက်နေရသူတို့ကလည်းတိတ်ဆိတ်ကိုရီးယားလည်းတိတ်ဆိတ်တော့ဟောင်းရကိုဒီဘက်ကနေပြီးတော့စပြီးတော့ ဖွင့်လိုက်တဲ့အချိန်ကျမှအဲကြောက်စိတ်ကနည်းနည်းကြောက်သွားပေါ့ကြောက်ပြီးမှအဲတခြားကြည့်တော့အဲရန်သူရဲ့ကြီးထွက်ရလမ်းကြောင်းကြီးအတန်ကြီးနားထောင်ပြီးတော့တော်တော်ပွဲမှာရေခုံရတယ်မဆက်နဲ့နော်။တော့မဆက်နဲ့။ဆယ်လာပိုင်းတော့မှာပေါ့။ဆယ်လာပိုင်းတော့မှအမှုပါတယ်လို့ဆ ਾਇ ရောက်တာပေါ့။ဆ ਾਇ ရောက်တယ်။ထွက်လာတော့ဘယ်လောက်လောက်ကြာပြီလဲ။ထွက်လာတာကတော့၈လပိုင်းတော့ကထွက်လာ။အော်။အဲမှာတစ်လလောက်ကြာ။၈လပိုင်း၂၈ရက်နေမှာသူ့ရရောက်တယ်။ အင်းကနေထလာတာအော့ဂတ်စ်နဲ့ဆက်လာဟုတ်တယ်ယူရဒီယိုရောက်တော့ဒီယိုဒီယိုရောက်တော့အဆယ်လာပိုင်း25နှစ်နေမှာဆက်ရောက်တာ25နှစ်နေဆက်ရောက်အဲအကြောင်းလေးလေးရောဖြစ်တာပေါ့ကလေးမှာပုံမှန်တဲ့အဲသွားမတက်နဲ့အခုချက်ချင်းရောက်လာတဲ့အချိန်မှာကြုံရတဲ့တက်ပုံစံတက်နေတာနဲ့အဖိုက်ပါတယ်။ကွာတော့ အစသီဥလာတော့ရောက်ရောက်ပြီခဏနေမကြရင်တနက်ကင်ပြောတိုက်ရမယ်ဘို့အဲ့လိုကြီးစင်လာတာနဝညာတော့အဲ့လိုမျိုးဆင်းရဲကြနေဆောက်ထားပြီးမှတင်းနှန်းနေပါလေပြီးပြီးမှစစ်တိုက်ရဖို့အစင်းစင်းနဲ့လှုပ်တာဆိုမိုက်တယ်အပြီးတော့တင်းနှန်းတင်းနှန်းတက်နော်တင်းနှန်းတော့တင်းနှန်းတင်းနှန်းတပတ်တင်းနှန်းရင်စားတော့အဲ့တော့ အစူတော်လေးမှာလည်းတလားကြိုကြိုဘာလို့နေလိုက်ရသေးလဲ3လအဲနလားကြိုကြို3လနေပါဦးအဲ့ဒါမှနေသေးရောတင်းနေတဲ့ပါတပတ်စင်နဲ့တပတ်တပတ်နေတင်းနေပါလေကြော်ရကောင်းပါလေတပတ်စင်လို့တပတ်စင်ကအဲ့အပေါ်မဖြစ်ဘူးလေကျွန်တော်တို့အဲတချို့မတက်လိုက်ရတာရှိတယ်တပတ်စင်ကျွန်တော်တို့ကတက်ရတယ်ပါသွားဦး တပတ်ရှင်တင်တယ်တက်ပြီးတော့ဘယ်ကလာလောက်မှတင်တယ်ကြီးတက်ရတယ်တပတ်ရှင်တင်တယ်ပြီးတော့ကျွန်တော်တို့တလာပိုင်း2020 3တလာပိုင်းလောက်အဲတင်တယ်တက်ဖို့သွားတယ်တင်တယ်မဟာမိတ်နဲ့တက်ရမဟာမိတ်ကျွန်တော်တို့ကရောက်သုံးလနဲ့အားလုံး149ရောက်တယ်တင်တယ်တက်တယ်ပြောမှပြန်လာပြန်လာရဲ့ခေတ်အဖေခင်တော့ဖြစ်ပြီလေ ပြန်လာတဲ့အချိန်ကနှစ်လပိုင်းနှစ်လပိုင်းလောက်ဩနှစ်လပိုင်းမဟုတ်ပြန်လာရင်လေးလလေးလပိုင်းလောက်ပြောပါဟွန်းလေးလောင်ရင်ကြော်ไว้အဆင်ပြေရတဲ့အချိန်မှာဖိုင်လုပ်ပဲဖိုင်လုပ်ရတည်တယ်ဖိုင်လုပ်ဖြစ်တယ်တန်းတန်းပြေရခြင်းဟာနောက်တက်မှာအလိုရတဲ့နေရာပေါ့လိုရတဲ့နေရာတွေအဆောင်တွေစောက်တာတွေအဲရိတ်ခါတွေထန်းတာတွေရိတ်ခါဆိုလေထန်းရင်တောင်စင်းတောင်ပေါ့ တဲ့ရထန်းလာအခုလိုမျိုးတော့မှုတော့ကိုကကားလေးနဲ့ဒေလေးနဲ့ရောက်လာအားလေးပဲလို့တရုံညပါပဲတချိန်လောက်မှရှင်ရဆက်ထရရတယ်ကျွန်တော်တို့17လပိုင်း17လပိုင်းတော့မှရှင်ဆက်ထရကျွန်တော်တို့တပတ်စဉ်နောက်ထပ်တက်ခိုက်တမ်းမြင်တင်းတက်လိုက်ရည်ရောက်60အဲအချိန်ကတင်နေပြီးတော့ ခိုက်တံငင်တင်နေဆင်းပြီးတလားတော့နေပြီးမှအရှိန်ကိုထွက်လာရှိရန်ရောက်တော့ဗောနော်အဲ့ဆိုတော့ဝဲတူ7စရတဲ့ကာလဖြစ်မှာဗောရှိရန်သွားတဲ့ကာလဟုတ်တယ်မစခင်အရှိန်ရောက်อืมမစခင်အရှိန်ရောက်ဝဲတူ7စရပြီးတော့အဲအဲ့ဒီမှာဆိုရှိရန်မှာတိုက်ပွဲမှာပါနေပြီလားတိုက်ပွဲမှာပါနေတိုက်ပွဲအတိအကျနည်းပြပြပါလားနည်းနည်းတော့တိုက်ပွဲတွေ့ရုံပထမဆုံးက ိုတာတော့လေချောင်းရေစကန်လေချောင်းရေစကန်သွားပြီးတော့အဲတော့ပထမဆုံးသူတော့နည်းနည်းစိတ်လေးလှုပ်ရှားတယ်ပြီးတော့မနဲ့လင်းကန်နေဗျာလင်းကန်နေသွားပြီးတော့ရန်စကန်နာကိုကတ်တဲ့ချိန်တောင်ကုန်းကနည်းနည်းဝါလောက်မြင်ဒါကြောင့်အစင်းကြီးပဲအဲတကယ်တမ်းပြန်လဲကြည့်ရောအဲ့ဒါကြီးဟာကျွန်တော်တို့သူတက်ကွင်းခေါ်တာပုံစံကြီးဖြစ်နေအဆရပြီးတော့တိုက်တာ ျွန်တော်တို့စတာအောက်ကိုစင်းလုံးရှိသေးတယ်အဲအပေါ်ကနေပြီးတော့ကျွန်တော်တို့ဘယ်နဲ့ဖြစ်မယ်ဆိုတဲ့အောက်ကိုစပြီးတော့ကျွန်တော်တို့ဘက်ကနေဘယ်နဲ့ဖွင့်လိုက်တာဖူလီးနဲ့စဖွင့်တာဖူလီးနဲ့စဝင်ပြီးပြည့်ကြည့်တဲ့ချိန်ရဲဘော်တယောက်ကအဲကျွန်တော်တို့ပြည့်နေရင်ကျွန်တော်ဘေးကနေပြီးတော့ကြီးဖြတ်ပြီးတော့သူ့ကိုမှန်သွားမှန်သွားပြီအာငါထိသွားပြီအဲ့လိုပြောတကယ်လည်း ဟိုကန်ဆိုးကျင်တော့300လာပြည့်နေတဲ့အချိန်မှာ तू ကကျွန်တော်ရဲ့ဟိုးဘယ်ပဲဆုံးမှာအလဲမှာတယောက်ရှိအလဲမှာကိုရှိရှိအဲ့ဒါကို तू ကကိုရှိရကြီးကုံတော့ဒီဘက်ကို तू ဝင်လာဝင်လာတဲ့အချိန်မှာအဲ့မှာထိပါထိလာပြီး तू တို့ဟိုဘက်ပို့ပို့ပြီးတော့အဲ့ကျွန်တော်တို့အဲ့နည်းနည်းတော့ကြောင်းမယ်အဲ့ပွဲချိန်45မိနစ်လောက်ရှိအဲ့အချိန်မှာ तू ပို့ပြီးတော့ဟိုလောက်ရတာကျွန်တော် အထက်ကရရှိကိုပြောပြီးတော့ကျောက်တော့ထိပါပြီအဲလို့ဆိုပြီးတော့ကျွန်တော်တို့တိမ့်မဲ့စခန်းကိုမသိင်ခဲ့ရဘူးမသိင်နိုင်ဘူးအခွေးဘက်ကလည်းအကြာများတယ်စခန်းတော့ခုနှစ်ယောက်လောက်ကြာတယ်လို့ပြောတယ်ခုဘက်ကလူမဟိုလူကြီးစိုးရင်နဲ့တိုင်းမဖြစ်ခဲ့ရဘူးတော်လေးရပြောအဲ့အားလုံးတိုက်ပွဲတွေဘယ်လိုအားလုံးတိုက်ပွဲတွေလဲဒီဟာ ပြီးတော့နောက်ဝဲတွေကကြတော့အဲဟိုပါဘောဒလင်းဘေးဒလန်နေအဲရွာရဲ့ဒလင်းဘေးဒလန်နေလိုက်ပြီးတော့ရှင်းရကီလိုကီလိုမီတာ20လောက်သွားပြီးတော့အဲအဲ့လိုမျိုးလောက်ရတယ်ကိုယ့်ရဲ့၄ရက်နေတဲ့နေရာမသိအောင်လို့အဲ့လိုတညာလုံးလျှောက်တညာလုံးလျှောက်ပြီးတော့ဝီလီဝင်းင်းလေးမှပြည့်ပြီးတော့ပြန်လာတော့အဲမောင်ဟာကနေစလျှောက်ပြီးတော့ဝီလီဝင်းင်းမှတခေါင်လာပြီးညကျမှပြန်ပြီးတော့ အဒလန်နေရှင်းတာလို့အဲ့လိုမျိုးတွေလောက်ရတော့အာနှစ်ခါလောက်လည်းလှုပ်လိုက်ရလှုပ်ရင်မကြောက်နောက်ကိုပြန်ပြီးခေါ်လာခေါ်လာနောက်ကိုပြန်ဝင်လာပြန်ပြန်ပြီးစူပဲမလုံးဘူးစူပဲမလုံးပြန်လာတိုက်ဝဲတူကြုံတော့တိတ်အများကြီးမရှိတော့ဘယ်ပေါ်လဲကိုကြောင့်ကြာသွားအဲ့အဲ့ဒီကျွန်တော်အဲ့ဒီဒီနေ့ဒီစီမ ဘယ်ရောပြန်ပြန်တာပေါ့အခုပြန်နေရတယ်ပြန်လာအနည်းနဲ့အမြင်လည်းရှိရတယ်ဒီမှာကျွန်တော်တို့ကနေနေနဲ့ပြန်နေရတယ်အဲ့ဒီမှာတောင်းခံနိုင်ဘူးဒီကပြန်လာအောင်ရှောက်ပါတို့တူချစ်တဲ့ ACF ပြီးရင်စကြောင်းထိုးတာကျွန်တော်တို့ကျွန်တော်နေရပဲလေကျွန်တော်ဥပမာမချောက်ပါဘူးအဲကျွန်တော်တို့ရဲ့မလန်းတဲ့တောင်ရောပေါ်မှာလည်းသူစကြောင်းထိုးစကြောင်းထိုးပြီးတော့ဒေါင်းလေးပြန်ပြီးဆုပ်လိုက်ချိန်မှာမိုင်းထောင်နေအမိုင်းထောင်ရအောင်ကျွန်တော်တို့ကတော့ပြီးတော့တော့ရှင်းတော့ရှင်းအောင်မနေ့ခုနှစ်နာရီလောက်နာနာရီလောက်မှာဆက်ထားဆက်ထားပြီးတော့ဟိုဘက်ကိုကျွန်တော်တို့လမ်းပေါက်ကို ဘလို့9နာရီ9နာရီကြီးကျော်လောက်ကြာရောက်အဲလမ်းမှာထမင်းစားတော့ဘာမှရှိအောင်အမိုးရည်လည်းကြွား9နာရီလောက်ရောက်တော့ကျွန်တော်တို့အဲမိုင်းဝင်းနဲ့မရောက်ခင်ပါဘူးရိုင်လေးရှိရင်အဲရိုင်လေးကိုကျွန်တော်ရေဟိုတရောင်းလေးအဲရိုင်လေးကိုဖောက်ဖောက်နေပြီးတော့ရည်ရည်လေးပြီးတော့ကျွန်တော်ဆက်တောင်းလေးလုပ်မှာအဲရှိမှကျွန်တော်နဲ့အတူလွားတဲ့ ပြောလို့ရရှိရောက်တာကျွန်တော်တို့နောက်ကျချင်းနေတယ်။အားလုံးအောင်ဆင်းဆိုတော့မကြတော့ဒီနေ့ဒီပတ်ချက်လေးကမိုင်းဝင်ရှိတော့တယ်ပြောပြောအပြောရရင်မကြတော့ပြီးတော့မျိုးရမိုးရရလည်းရွာရမိုးတော့ဟိုလိုမျိုးရွာတာမဟုတ်ဘူးဖွဲဖွဲလေးရွာလိုက်ပြန်ပြီးတော့တိတ်သွားလိုက်အလုံးကြီးလေးရွာတာဆိုတော့မိုင်းနေရပူပြီးတော့တေချာတိတ်သွားတဲ့ပုံစံဖြစ်အာတိတ်မြင်ရတယ်အာမြင်ရတော့နည်းနည်းလေးမှောင်လာပြီလို့ အဲဟိုတို့ကဆာကျင်တို့ကမိုင်းဝင်းနဲ့ရောက်သွားရောက်သွားရေကျွန်တော်ကနောက်ကနေပြီးတော့စထောင်းပြီးရင်မိုင်းကိုညင်းပြီးစားတော့လေမယုံရင်းအရေးကိုတယောက်ကနေကျွန်တော်ချက်ချင်းထီတော့ကျွန်တော်ဒီပြေးတာပြေးတော့သူကဆက်ထီသူကဆက်ထီပြီးတော့အကြောင်းကျွန်တော်တို့မိုင်းဝင်းထဲကနေကျွန်တော်တို့ဆွဲထုတ်ဆွဲထုတ်ပြီးတော့အမေဒီကုသားကိုဆရာမကြီးဆောင်းအောင် အဲကျွန်တော်တို့ကဟူဝဲနဲ့ဒီဘက်နဲ့အလေကောင်မှရောက်နေတာမိုင်းကြီးရဲ့ဟောဟိုဘက်ကနေလာနေဦးရေဒီဘက်ကနေလာနေဦးရေအဲ့လိုအနေနဲ့ရောက်နေအဲနောက်ကြွားအဲ့ဒီပါနေရောလိုရတဲ့ပစ္စည်းဒီကုသပစ္စည်းမရှိအရင်အဲ့အဲ့လေးပါအဲကြောင့်ဘဲဘော်တဲမှာအန်နေပဲညာ9နာရီလောက်ကြာအောင်သူကမိုင်းထိတာ တော့ပြေးလာတော့ခန္ဓာကိုယ်ခေါင်းအရာအောက်ဆိုင်ပြေးလာတယ်အလဲပင်အထိပါတော့ခြေတော်တစ်ဖက်ရေလေပင်ဒီတော့ကျွန်တော်ကရောလမ်းလျှောက်နေတဲ့ဘက်ကဆိုခြေတော်နဲ့အဒီဘေးရွေးအထိပါဘေးရွေးလက်ရတာပြောတော့ပို့ထူအောင် ဒီခုအောင်ခဏခိုင်းပြီးတော့တိမ်ချောင်းကြတော့ပြီးတော့သူ့တခိုင်းပဲဓာတ်ပေါ်လေးကိုတခိုင်းမျိုးမျိုးလိုက်ရတယ်။အနာကျွန်တော်တို့ကျွန်တော်နေရပါမယ်။ကျွန်တော်နေရမရတော့ပြောင်းကြတယ်။အဲ့တော့သူ့ဓာတ်ပေါ်လေးကိုမျိုးမျိုးလိုက်ရတယ်။မျိုးပြီးတော့နောက်ရကြတယ်။ကျွန်တော်ကသူ့ထမ်းပြီးတော့ယူတစ်လျှောက်လုံးထမ်းပြီးတော့တဲလာနှစ်ရက်သုံးရက်လောက်နှစ်ရက်နှစ်ရက်သုံးရက်ကိုကြာတယ် ုံးရမင်းရနဲ့တမနဲ့တော့အဲ့တော့ဝထန်းခင်မအဲတက်လျင်တစ်ဆင့်တက်လျာစီတက်လျာနေတစ်ဆင့်အကားနဲ့ကားနဲ့ပြီးတော့မှအဲဂျာကန်အဲဂျာကန်တစ်ခုမှအဲ6တော့ဖြတ်6တော့ဖြတ်ရင်မင်းတို့ဖေးရင်ကြောင့်အဲသူဖေးရင်ကြောင့်အဲသူဖေးရင်မှကုသမှုခံယူပြီးအဲကျွန်တော်ကလမ်းမှာဖြတ်တာလေဟိုအဆင်မပြေဘူးသူရင်ပြေဆေးရုံရောက်မှတခါ ပြန်ပြီးတော့ထပ်ဖြတ်ရင်းသက်ကူရတော့အစားစားရတော့ကျွန်တော်တို့အမှနေလမှာကိုတော်တော်ကြာပြီးအဲဝါတော့သင်တညနေလောက်ကြာတယ်သူတို့ကရုပ်ကိုဝင်လို့ရအောင်လားဝင်လို့မရအောင်လားထက်ကဒီကြီးနေစကားပြောပြီးတော့အဲ့လိုမျိုးဝင်ရတယ် ပူလေးရောက်ကိုတိုင်းပြီးပူကအပြင်ပြီးတော့တကလည်းကမ်းမှန်နေပါရဲ့အင်းရဲရဲပြီးတော့ဒေါကရီတို့လိုဖြစ်တာလေအဲကိုမီးပြီးတော့မလုပ်တာနောက်ပိုင်းညမှာအဲမေယူနဲ့အခြားတော့ဘူးသူကမေယူရင်ဥသာပေးလိုက်မေယူဥသာပေးပြီးတော့ဖက်လိတ်ကူလောင်ကိုလုပ်တာအဲ့ဒါကတော့ကျွန်တော်ကဒီအရင်တော့ကကျွန်တော်82သေးုံမှာတော့ကုခဲ့တော့ကဟိုပွားရည်ရရှိရတာ တော့ရှိရအောင်သူတို့အသွားတွေကိုအဲဇက်ကရေယူမရှိတော့အဲဇဟားလိုက်ပိလဟားလိုက်ပိလဲအဲ့လိုမျိုးလုပ်ရင်အဲဒီရေယူအန်ကတည်းကလွဲတော်ပါဆိုသူတို့ကအဲဝင်ကျိုးရင်းနဲ့ခြီးပေးလိုက်တယ်အဲဒူးသေးရောလေခြီးပေးပြီးမှအဲဘူရောက်တော့အဲ့အရင်ဖြုတ်ဖြုတ်ပြီးမှဒီအအောက်သွားတွေတပုံးတွေပြန်ပြီးတော့ထုတ်လိုက်ဆုပ်လိုက်ပြီးတော့ပြန်တစ်ခါပြန်ချုပ်အဲ့လိုချုပ်ပြီးမှ နောက်ပါကြောင်အဲအနာကျက်သွားပြီအသားကျသွားပြီဒီမှာလည်းပြောပြန်ပြီးတော့အဲခွဲစိတ်ကူတောင်းတောင်းလဲတစ်ခါထက်လို့အဲတစ်ခါထက်လို့တဲ့ခါကျတော့ကြောင်းလေးလားတော်တော်ကြောင်းလေးလားဟောရောမီယူကခြေလုံးကအနောက်ကယူကနာကိုထိယုံထားတဲ့အနောက်ကယူတော်ဝဲပြီးပြီးတော့အဲဒီကောင်ကယူထည့်လိုက်မီယူစားထည့်လိုက်ထည့်ပြီးတော့ခြေလုံးကအသာရင် အခြေတလုံးကအရေးပုံရင်းရေးပြရတဲ့အပေါင်းအသားရေပေါင်းပြီးတော့တပုံးဖြစ်ထွက်လိုက်တာဒီသားတဲ့ပုံရင်းအဲ့လိုမျိုးထွက်လိုက်တာအဲ့ဒီကြောင့်ကပေါင်းကအရေးပုံရင်းခွာပြီးတော့ဒီအပြင်းလေးကိုပြန်ကတ်လိုက်တာအဲ့မှာတော့အဖြစ်ပြီးသွားတယ်ဒီတော့ဒီချင်းလေးအထိရောက်လာနေပြီလို့ထင်လာတယ်ဒီတော့နေပတ်သက်ပြီးတော့ လောင်းနဲ့ပတ်သက်အဲဆလောင်းနဲ့အဲဒီညနာခွဲသိမှုကြီးပြီးတော့မှအဲတော့ခွဲသိပူတောင်ဘူးကဟုတ်လားအမှားလားကျတော့ခွဲသိပူတောင်ဘူးတော့ဆောကတော့ဒီမှာလေးရလောက်တော့ဟိုမှာကျတော့အဲခြေသူခြေလူတပဲသူတော့အဲ့ဒါပဲလောက်တော့ရှိတော့ညနေရရကောင်းပါလိမ့်ဒီ82သိအောင်မှာရအကုန်လုံးလောက်လာပြန် ူရောက်မှအသားကျတဲ့အချိန်ညမှာအဲရှင်းသူတက်ဖို့သင်ရင်းပြောလို့ရတယ်။အခွဲစိတ်ကူတောင်းဘူးပြီးတော့ခြေောက်ကအဲလှုပ်ရှားလှုပ်ရှားလို့ရှင်နည်းနည်းနာဖို့နာလို့ကျင်လာလို့ဖြစ်တယ်။ခုနောက်ပိုင်းတော့ဖြစ်တယ်။အဲဟိုကတော့နှစ်လသုံးလလောက်လို့ကြာတယ်။အခြေပေါင်းရိုးရက်ဖို့တော်တော်နဲ့လေ့ကျင့်ခံပြီးတော့ဉာဏ်လေးလုပ်ပြီးမှအဲနောက်ခြေပေါင်းရိုးရက်တယ်။အဲခြံတော့လေးကိုကူရအောင်ခြံတော့လေးနဲ့ပြောင်း ada yang itu nah nafas dong kuat terlalu kong kok chỉ một ít treo được ha mình xin cho nghe ấy nó giờ ấy chi tiền thì phải thích hệ em em chuẩn bị cái ai tôi mình mình nói xin mà từ từ mấy em mà về thì ai thích làm sao nên về được chứ xin gì rồi là được phá trọng à rồi rồi အရင်တော့ဟိုတစ်ခေါက်ကပြောခဲ့ပုံမှန်လေကျွန်တော်တို့တည်တည်တည်ကျွန်တော်ကနေခဲ့ရတဲ့အခြေအနေတွေကနေပြီးတော့အခုလိုမျိုးအတန်ကြီးထွက်လာအောင်လုပ်နိုင်ရင်လုပ်နိုင်ခဲ့ဆိုတာလေကျွန်တော်တို့ဆန္ဒပြနေပြီပြောတာကျွန်တော်တို့အချမ်းဝဲပြီးဖြူခင်းနေရပြီးတော့ကျွန်တော်တို့ဒူကြရဲကို ်ရောကြီးတယ်နေရင်တော့နေရင်တော့ပြီးတော့နောက်ပိုင်းကျတော့ကြည်တစ်တင်ရောဖြစ်တယ်အဲကုရှင်မှလည်းကြာပါတယ်နေလို့ပြီးသူပေါ့ကျောင်းရဲဟုတ်လို့ပြောနေရအောင်ပြီးပြီးသူကကုရှင်မှလည်းမင်းကအတုံးလေးပြီးတော့တခြားကိုနဲ့မတွေ့ရဘူးနေတော့မှလည်းမြင်တွေ့နေရတဲ့ဟာကြီးမရှိဘူးအဲ့လိုမျိုးကြောင်းပြီးတော့ကိုဘေးကရဲဟုတ်လေးကိုကြောင်ကြာသွားတယ်အဲ့ အဲ့ဒီနားရတယ်ဒီဒီနေ့ဒီပြောပြန်ပြန်ပြန်တော့အခုပြန်နေရတယ်ပြန်လာအမြင်လည်းရှိရတယ်ဒီမှာကျွန်တော်တို့ကနေပြီးပြီးနဲ့ပြန်နေရတယ်အဲ့ဒီမှာတောင်းခံနေတယ်ဒီကပြန်လာ thật tôi xong rồi chị ra thằng không biết là đi bây giờ